ဟယ်လိုရအားလုံးပဲမော်နင်ပါခင်ဗျာမင်္ဂလာရှိသောနနက်ခင်းလေးဖြစ်ပါစေဒီနေ့ကတော့ဂျွန်လ20ရက်နေ့ပဲဖြစ်ပါတယ်ဂျွန်လ20ရက်နေ့မနက်ခင်းကျွန်တော်တို့လစ်ဗာပူးအသင်းရဲ့ latest transfer news တွေနဲ့အတူ စိတ်ဝင်စားဖို့ရတဲ့တင်းတွေကိုစူးစီးပြီးတော့ဒါတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ Okay ပထမဆုံးအနေနဲ့ Florian Vas ရဲ့အကြောင်းအရာလေးနဲ့ပဲစတင်လိုက်ကြရအောင်။ဆိုတော့အားလုံးသိပြီးသားပါပဲ။ Florian Vas ကတော့ကျွန်တော်တို့ Liverpool အသင်းနဲ့အတူလက်ရှိချိန်မှာဆိုလို့ရှိရင်တော့ဒါစစ်စစ်မှု process တွေကိုလှုပ်ဆောင်နေတာမျိုးလေးရှိပါတယ်။ဆိုတော့စစ်စစ်မှုရဲ့ရလဒ်တွေပေါ့နော်။ Okay ပါတယ်။ပထမအဆင့်စစ်စစ်မှုကိုလည်း Florian Vas အနေနဲ့အောင်မြင်ဆုံးကျော်လွှားနိုင်ခဲ့ပြီးတော့ ဒါမနက်ဖြန်မှာဆိုလို့ရှိရင်တော့ဒုတိယအကြိမ်မြောက်စစ်ဆင်မှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့ cyber saran ဘိုင်း document ဘိုင်းတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့် Florian Vaz ကို Liverpool အသင်းရဲ့ jersey နဲ့တွဲမြင်ခြင်းနဲ့ကျွန်တော်ညီကိုတွေအနေနဲ့ကတော့မနက်ဖြန်မှာဆိုလို့ရှိရင်တော့ဒုတိယအကြိမ်မြောက်စစ်ဆင်မှုလုပ်ပြီးတာနဲ့တပြိုင်တည်းပေါ့နော် Florian Vaz ကိုကျွန်တော် Liverpool အသင်းကတော့၅နှစ်သက်တမ်းရှိတဲ့စာချုပ် ချုပ်ဆိုသွားပြီးတော့ Florian Wurz အနေနဲ့လည်း Liverpool အသင်းနဲ့တူဒါစံချိန်ပြီးပြောင်းရွှေ့ကြီးတရက်နဲ့လက်မှတ်ရေးထိုးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့မနက်ဖြန်ကြားလို့ရှိရင်တော့ကျွန်တော်ညီကိုရီအနေနဲ့ Liverpool အသင်းရဲ့ jersey နဲ့တူ Florian Wurz ကိုမြင်တွေ့ရဖို့ရှိပါတယ်ဆိုတော့စိတ်လုံးလုံးချပြီးတော့ Okay ပျော်ရွှင်လို့ရပါပြီတစ်ဆက်တည်းမှာပဲပေါ့နော်အာမင်းသားကြီးဒါဝင်နူနက်စ်ရဲ့အပြောင်းရွှေ့ဘက်ကိုတွားကြည့်လိုက်ရအောင်ဆိုတော့ဒါဝင်နူနက်စ်ကတော့ မနေ့ကတက်လာတဲ့ report ရဆိုလို့ရှိရင်တော့ Napoli အသင်းနဲ့တော်တော်လေးကိုအခြေအနေကောင်းတဲ့အနေအထားမျိုးမှာရှိနေတယ်။ Napoli အသင်းဘက်ကလည်း Darwin Nunes ကိုခေါ်ယူဖို့အတွက်ယုံကြည်မှုရှိနေတယ်လို့ Darwin Nunes ကိုယ်တိုင်ကလည်း Napoli အသင်းကိုပြောင်းရွှေ့ဖို့အတွက်ကိုစိတ်ဝင်စားနေပြီးတော့ကောင်းငြိမ်ထားတယ်လို့သိရပါတယ်။ဆိုတော့နှစ်သင်းကြားထဲမှာဆက်သွားနေတာကတော့အပြောင်းရွှေ့တဲ့အပြောင်းရွှေ့တော့ညှိနှိုင်းမှုလေးတွေဆက်သွားနေတယ်လို့တော့သိရပါတယ်။လက်ရှိမှာ update news တွေအရဆိုလို့ရှိရင်တော့ Napoli အသင်းကတော့ လီဗာပူးအသင်းထံကိုဒါဝင်နူနက်စ်အတွက်ပေါင်38တန်းဝန်းကျင်ခန့်နဲ့ကမ်းလှမ်းသွားဖို့ရှိနေပြီးတော့အာပေါင်38တန်းနဲ့ရရှိဖို့မျှော်လင့်နေတယ်လို့တော့သိရပါတယ်။တစ်ဆက်ထဲမှာပဲကျွန်တော်တို့လီဗာပူးတင်ရတဲ့ဒါဝင်နူနက်စ်အတွက်ကိုပေါင်42တန်း plus ONG နဲ့ပေါ့နော်ရရှိမှသာဒါရောင်းချသွားမယ်အနေအထားမျိုးလေးရှိတယ်လို့တော့ report ဒီအရာသိရပါတယ်။ဆိုတော့ပြောင်းရွှေ့ကြီးကတော့အရင်ကြီးတော့မကွာပါဘူး။ဆိုတော့ Liverpool အသင်းဘက်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းနေတဲ့ကဒါ Down Nuts ရဲ့ အပြောင်းရွှေ့ပုံမှာပေါ့နော်ဒါလီဗာပူးအသင်းဘက်ကလည်းဒါမင်းသားကြီးကိုဈေးပေါ်ပေါ်တဲ့တော့ရောင်းသွားမှာတော့မဟုတ်ဘူးထိုက်တန်တဲ့ပြောင်းရွှေ့ချေရမှာဒါရောင်းချသွားမယ်အနေထားဆိုတော့နာပိုလီအသင်းအနေနဲ့ကတော့ဒါဝင်နူနက်စ်ကိုလီဗာပူးအသင်းလိုချင်တဲ့ပမာဏကိုတော့ပေါ့နော်ဒါတိုးမြင့်ပြီးတော့ကန့်လန့်ဖို့တော့လိုအပ်နေတာမျိုးလေးရှိတယ်ဆိုတော့ဒါဝင်နူနက်စ်ကလည်းကျွန်တော်တို့လီဗာပူးအသင်းမှာဒါဒါအဆုံးသောက်ပိုင်းအားနည်းမှုလေးတွေကြောင့်ဝေဖန်ခံနေရပေမဲ့လက်ရှိကျွန်တော်တို့အကောင်းဆုံးသောတိုက်စစ်မှုတွေထဲမှာတော့ပါဝင်နေစေဖြစ်တယ် အသင်းကြီးတိုင်းလိုချင်နေတဲ့တိုက်စစ်ကစားသမားဖြစ်တယ်။ဆိုတော့နာပိုလီအသင်းအနေနဲ့ကတော့ဒါလီဗာပူးအသင်းလက်ခံနိုင်လောက်မဲ့ပမာဏကိုကန့်လန့်သွားမလားကြည့်ဆက်ပြီးတော့ကြည့်ရမယ့်အနေအထားမျိုးလေးမှာရှိပါတယ်။ကျွန်တော်ထင်တာကတော့ဒါဝင်နူနက်စ်ရဲ့အပြောင်းရွှေ့လေးရဖြစ်ဖို့များပါတယ်။တစ်ဆက်တည်းမှာပဲဒါဝင်နူနက်စ်ကိုရောင်းချလို့ရတဲ့ပြောင်းရွှေ့ကြီးနဲ့လီဗာပူးအသင်းကလက်စနက်အီဆက်ကိုပေါင်တန်း150နဲ့ခေါ်ယူမယ်ဆိုတဲ့ rumor တွေကလည်းတောက်လျှောက်တက်နေတာမျိုးတော့ရှိတယ်။စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ဒါကလည်း rumor ဖြစ်နေတဲ့အတွက်ကျွန်တော် အနေနဲ့ပေါ့နော်အလက္ခဏာအီဆန်နဲ့အရင်ကျွန်တော် highlight တော့မလုပ်ချင်ဘူးမနေ့ကမနက်ခင်းသတင်းမှာလည်းကျွန်တော်ပြောပြပေးခဲ့သလိုပဲ Newcastle အသင်းနေနေရတော့အလက္ခဏာအီဆက်ကိုရောင်းချဖို့အတွက်ကတော့တတော်လေးအာစဉ်းစားချက်တဲ့အနေအထားမှာရှိတယ်ချန်ပီယံလိဝင်ဝင်ရရှိထားတဲ့အနေအထားတစ်ဖက်မှာဆိုလို့ရှိရင်တစ်ဖက်မှာကလည်း Liverpool အသင်းကပေါင်တန်း150ဆိုတော့မလောက်เสียပမာဏနဲ့ကမ်းလမ်းမယ်ဆိုလို့ရှိရင်ရော နျူကာဆယ်အသင်းအနေနဲ့လက်ခံသွားမလားဆိုတာတော့စိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့ဆိုတော့နျူကာဆယ်အသင်းကလည်းဒါပရီးမီးယားလိမှာဆိုလို့ရှိရင်တော့ဒါဘန်နာရေးပိုင်းဆိုင်ရာအကြက်တဲလေးတွေရှိနေတာဖြစ်တဲ့အတွက်ကိုလီဗာပူးအသင်းကပေါင်တန်း150နဲ့အလက်ဇန်ဒါအီဇက်ကိုကန်လန်းခဲ့ပြီဆိုလို့ရှိရင်တော့သူတို့အနေနဲ့အာလက်ခံသွားမလားပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်တို့လီဗာပူးအသင်းဘက်ကဆိုလို့ရှိရင်လေ Florian Vasco ငွေကြီးတော်တော်လေးတုံးထားတဲ့အနေထားမှာထပ်ပြီးတော့အလက်ဇန်ဒါအီဇက်အတွက်ကိုပါ ပေါင်တန်းတရာကျော်သုံးဆွဲနိုင်တယ်ဆိုတဲ့ထင်ကြီးပေးမှုတွေကတော့လက်တလုံးမှာတော်တော်လေးကိုပေါ်ပူလာဖြစ်နေပါတယ်ဗာရီဆက်ဖြစ်မလဲဆက်ကြည့်ကြမယ်ဆိုတော့မင်းသားကြီးကတော့နာပိုလီတင်းကိုရောက်ရှိဖို့အတွက်တော်တော်လေးနီးစပ်နေပါပြီဆက်ဆက်ထဲမှာပဲကျွန်တော်တို့ကွန်ဆယ်လေးရဲ့အပြောင်းအရွှေ့အကြောင်းပေါ့နော်ဆက်ပြီးတော့ကြည့်ရအောင်ပေါ့နော်ဆိုလက်ရှိမှာဆိုလို့ရှိရင်တော့ Leverkusen အသင်းကခွန်ဆက်ကိုခေါ်ယူဖို့အတွက်ယုံကြည်မှုရှိနေတယ်။ဒါလည်းကျွန်တော်ထင်တာကတော့ Liverpool အသင်းနဲ့အာ Leverkusen အသင်းရဲ့ကြားထဲမှာတော့ခွန်ဆက်လေးကို ပြောင်းရွှေ့ဖို့အတွက်ကပေါ့နော်နှစ်သိန်းကြားထဲမှာသဘောတူညီမှုရရှိထားတယ်လို့တော့အဲတိရတယ်ပေါ့နော်အဲရရှိထားတဲ့အခြေအနေကလည်းအဲကျွန်တော်ထင်တာကတော့ကျွန်တော်ရဲ့အမြင်အရဆိုလို့ရှိရင်တော့ Liverpool ဆင်ရလေပြတ်သူတို့အသင်းရဲ့ကစားသမားနှစ်ဦးလုံးဖြစ်တဲ့ Frimpong or Florian Vasco Liverpool အသင်းကိုရောင်းချပေးထားတာဖြစ်တဲ့အတွက်ကိုဒါ Liverpool အသင်းရဲ့ကစားသမားတဦးကိုလည်းသူတို့အနေနဲ့ခေါ်ယူဖို့အတွက် Liverpool အသင်းထံကမ်းလှမ်းမှုလုပ်လာတဲ့အနေအထားမျိုးလေး Liverpool အသင်းကလည်းဒါကိုသဘောတူပြီးလက်ခံခဲ့တဲ့အခြေအနေမျိုးလေးမှလည်းရှိပါတယ်ဒါကြောင့်လည်း အာကွန်ဆာလီကတော့လီဗာပူးစင်အတင်းကိုရောက်ရှိဖို့အတွက်ရာခိုင်နှုန်းတော်တော်လေးကိုများပါတယ်။လက်ရှိမှာတက်လာတဲ့ latest news တွေအရဆိုလို့ရှိရင်လည်းကွန်ဆာလီကလီဗာပူးစင်အတင်းကိုပြောင်းရွှေ့ဖို့အတွက်ခေါင်းငိမ်ထားတယ်လို့တော့သိရပါဗျ။ဆိုတော့လီဗာပူးစင်အတင်းကတော့ဒါကွန်ဆာအတွက်ကိုပေါ့နော်ကျွန်တော်တို့လီဗာပူးအတင်းထံကိုပေါင်30ပေါင်တန်း30 plus အပိုစုကြီးတွေနဲ့ပေါ့နော်ကမ်းလှမ်းသွားဖို့ရှိရလို့တော့သိရပါတယ်ဒီကမ်းလှမ်းမှုကိုလည်းလီဗာပူးအသင်းကလက်ခံနိုင်ဖို့ရှိရဆိုတဲ့သတင်းလေးတက်နေတာဖြစ်တဲ့အတွက်ကိုမကြခင်မှာကျွန်တော်တို့အသင်းရဲ့ကစားသမားလေးဖြစ်တဲ့ခွန်ဆက်ကတော့လီဗာပူးစင်သင်းကိုရောက်ရှိဖို့နှီးစက်နေပါတယ်ဆိုတော့ဒါကလည်း fair ဖြစ်ပါတယ်လီဗာပူးစင်သင်းနေနေရလဲသူတို့ရဲ့အဓိက high profile ကစားသမား2ဦးအသင်းအတွက်အရေးပါတဲ့ကစားသမား2ဦးကိုလီဗာပူးအသင်းကိုလက်လွတ်ထားတာ လက်လွတ်ထားရတာဖြစ်တယ်ရောင်းချပေးထားရတာဖြစ်တဲ့အတွက်ကိုလီဗာပူးအသင်းအနေနဲ့လည်းဒါခွန်ဆက်လေးကိုတော့ပြန်ရောင်းချဖို့အတွက်သဘောတူညီခဲ့တဲ့အနေအထားမျိုးလေးမှာရှိပါတယ်ဆိုတော့နှစ်သင်းကြားထဲမှာနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အနေအထားမျိုးလေးခွန်ဆက်အနေနဲ့ကလည်းကျွန်တော်တို့လီဗာပူးအသင်းမှာပုံမှန်ပေါ်ထွက်ခွင့်ရရှိဖို့ရုန်းကန်နေရတဲ့အနေအထားမှာသူ့ရဲ့အသက်အရွယ်အပိုင်းခြားတစ်ခုအရာအတွေ့အကြုံတစ်တင်နေတူဒါလီဗာကူစင်အသင်းမှာတော့ပုံမှန်ပေါ်ထွက်ခွင့်ရရှိမယ့်အနေအထားလေးဆိုတော့ဒါခွန်ဆက်အတွက်ကလည်းအာတက်လန်းတွေနဲ့အတူပေါ့နော်တော်တော်လေး ကောင်းမွန်တဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာလိမ့်မယ်လို့လည်းထင်ပါတယ်ကွန်ဆယ်လီအတွက်လည်းဒါလီဗာကူဆင်အသင်းမှာအဆင်ပြေပါစေလို့ကျွန်တော်ဒီကနေပေါ့နော်ဒါမော်နင်းမှာဆူတောင်းပေးလိုက်ပါတယ်โอเคတစ်ဆက်တည်းမှာပဲကျွန်တော်တို့လီဗာပူးတင်ရဆိုတော့ကွန်ဆက်နေရာမှာကျွန်တော်တို့အစားထိုးဖို့အတွက်ကိုခရစ်စတယ်ပဲလစ်တင်ရစင်တာဘက်ကစားသမားမတ်ကူဟီကိုပြန်လည်ခေါ်ယူမယ်ဆိုတဲ့သတင်းတွေကလည်းဒီမနက်ပိုင်းမှာတောက်လျှောက်တက်နေတာမျိုးရှိပါတယ်ဆိုတော့မတ်ကူဟီနဲ့ကလည်းကျွန်တော်တို့ကဒါ trade through တော့မိတ်ဆက်ပေးနေကြရတော့မလို့ဒီပြတ်ကြည့်ကြရင် clause ရှိတဲ့ကိုကအပြောင်းအရွှေ့တွေမှာမတ်ကူဟီကကျွန်တော်တို့လီဗာပူးအသင်းရစိတ်ဝင်စား လေးရှိတဲ့ကစားသမားကျွန်တော်တို့လီဗာပူးအသင်းရဲ့ transfer window တိုင်းမှာအာရေဒါထဲမှာရှိနေတဲ့ကစားသမားဆိုတော့မက်ကူီမက်ကူီကိုကျွန်တော်တို့လီဗာပူးအသင်းကခေါ်ယူဖို့အတွက်ကအဲပဲလစ်နဲ့ညှိနှိုင်းရမယ့်အနေအထားမျိုးလေးမှာပဲရှိတယ်ကစားသမားကတော့ လီဗာပူးတင်းကိုပြောင်းရွှေ့ဖို့အတွက်ကိုနှုတ်အားဖြင့်ဒါပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိထားတယ်ဒါဒီနေ့မှမဟုတ်ပြအရင်နှစ်တည်တည်းကလီဗာပူးတင်းကခေါ်ယူမယ်လို့တည်င်းတွေထွက်ပေါ်ခဲ့တဲ့ကအမကူရီအနေနဲ့ကတော့လီဗာပူးတင်းကိုပြောင်းရွှေ့ဖို့အတွက်သူ့အနေနဲ့ကဒါစိတ်ဝင်စားတဲ့အနေအထားမျိုးနဲ့အတူပေါ့နော်ဒါခေါင်းငိမ့်ခဲ့တာမျိုးရှိတယ်ဆိုတော့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိထားတာဖြစ်တဲ့အတွက်ကိုအာကျွန်တော် okay ရဲမက်ကူဟီနေက Crystal Palace အသင်းနဲ့သာပြောင်းရွှေ့ခြင်းညှိရမယ်အနေထားမျိုး Crystal Palace အသင်းကလည်းမက်ကူဟီအတွက်ကိုသူတို့ကလပ် ရဲ့ပေါ့နော်သူတို့အသင်းရဲ့နောက်ကစားသမားတွေတွေထဲမှာဒါစနေနေ့ပြောင်းရွှေ့ကြီးတစ်ခုနဲ့အတူလီဗာပူးအသင်းထံမျောလင့်နေတာမျိုးတော့ရှိတယ်ဆိုတော့လီဗာပူးတရတဲ့လက်ရှိတရားဒီမှာငွေတွေတုံးနေတာဖြစ်တဲ့အတွက်ကိုပဲလစ်ကလည်းဒါဟိုမက်ကူဟီအတွက်ပေါ့နော်ထိုက်တန်နဲ့ထိုက်တန်နဲ့ဆိုတာထပ်ပိုမိုတဲ့များပြားတဲ့အပြောင်းရွှေ့ကြီးကိုလိုချင်နေတဲ့ပုံစံမျိုးလေးမှာတော့ရှိပါတယ်။လက်ရှိမှာဆိုလို့ရှိရင်တော့ Palace ကမက်ကူဟီအတွက်ကိုပေါင်တန်း90ခန့်မှန်းတန်ဖို့ပေါ့နော်။တတ်မှတ်ထားတယ်လို့တော့သိရပါတယ်။ Liverpool တင်ကတော့ ထုံးစံအတိုင်းခရစ်စတယ်ပယ်လီအတင်းလိုချင်တဲ့ပမာဏကိုပေးချီသွားဖို့တော့ဆန္ဒမရှိဘဲနဲ့ပေါင်တန်း40နဲ့45တန်းဝင်းကျင်ကြားနေတာမက်ကူဟီကိုခေါ်ယူဖို့အတွက်ပယ်လစ်အတင်းထံကမ်းလှမ်းသွားနိုင်မှုရှိရဲဆိုတဲ့တည်င်းတွေကလည်းတက်နေတာမျိုးကိုတော့အာရှိပါတယ်ဆိုတော့မက်ကူဟီကလည်းပယ်လစ်နဲ့စာရုပ်တက်တန်တစ်နှစ်ပဲကျန်တော့တယ်ပရီးမီးယားလိနဲ့အသားကြပြီးဒါပေါ်တရှယ်ရှိတဲ့ကစားသမား ်ဟိုပြီးခဲ့တဲ့နှစ်တည်းကလည်းအင်္ဂလန်လက်ရွေးစင်တင်မှာရွေးချယ်ခံထားတဲ့ကစားသမားဆိုတော့ trade 2တော့ပြောနေစရာမလိုဘူးရောက်လာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဟိုတော်တော်ကောင်းမွန်တဲ့အပြောင်းရွှေ့လေးဖြစ်လာလိမ့်မယ်လို့တော့ထင်ပါတယ် okay ဆိုတော့အဆုံးသတ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ liverpool team ကတော့လက်ရှိအပြောင်းရွှေ့မှာတော်တော်လေးတော့ကျန်းနေပါပြီ richard shu အနေနဲ့အာတကယ်ကိုအလုံးလုံးနေပြီပေါ့နော်ကျွန်တော်တို့အသေးအနေနဲ့ပိုင်ရှင်တွေအနေနဲ့ရလေလက်ရှိမှာငွေသုံးပေးမယ်ဆိုတဲ့အတိုင်းပဲအာလက်ရှိတက်လာတဲ့သတင်းတွေရဆိုရင်တော့အားရစရာကောင်းပါတယ်တိုက်စစ်အတွက်လည်းအလဇနာ e-set ကိုပေါင်တန်း100 90နဲ့တကယ်တမ်းခွန်ယူပြခဲ့မယ်ဆိုလို့ရှိရင်တော့ဒီယာဒီကကျွန်တော်တို့ Liverpool fan တွေအတွက်ကတော့လုံးဝ amazing ယာဒီလို့ပြောရမှာလည်းဖြစ်ပါတယ်။ Okay ဒါကတော့အာဂျွန်လာ20ရက်နေ့မနက်ခင်းမှာရရှိခဲ့တဲ့ transfer news တွေကိုကျွန်တော်အနေနဲ့ဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။ထုံးစံတိုင်းအမြင်လေးတွေ comment box မှာဝင်မြပေးသွားခဲ့ကြပါအောင်။ပြီးတော့ကျွန်တော်တို့ Real Liverpool YouTube channel ကိုလည်း subscribe လုပ်ပြီးအားပေးကြပါအောင်ဗျာ Liverpool fan ကြီးကိုကျွန်တော်ဝိုင်းပြီးတော့အာကုညီပေးကြပါအောင်။ Facebook page လေးကိုလည်း like and follow လေးလုပ်ပေးကြပါအောင်။ကျေးဇူးတူပဲတရှိပါတယ်ခင်ဗျာ။